2024ခုနှစ် UNODC ရဲ့မြန်မာဘိန်းစစ်တမ်းအစီရင်ခံစာမှာမြန်မာနိုင်ငံဘိန်းဆိုင်ပြုံမှုနဲ့ထောက်လုံမှုမှာအများဆုံးနိုင်ငံဖြစ်မှတ်တမ်းဝင်နေဆဲဖြစ်ပါတယ်။အဆိုဆုံးကတော့ရှမ်းပြည်ထဲမှာဘိန်းဆိုင်ပြုံထောက်လုံမှုကတော့88ရာခိုင်နှုန်းနဲ့အများဆုံးဖြစ်နေပါတယ်။ဘိန်းဆိုင်ပြုံထောက်လုံမှုများလာတဲ့နဲ့အတူတုံဆွဲမှုတွေကလည်းများလာပြီးတော့အသက်မပြည့်သေးတဲ့လူငယ်တွေကစမူးယစ်ဆေးဝါးတွေကိုတုံဆွဲတက်လာကြပါတယ်။ တစ်ဖက်မှာလည်းဆက်အနာတိမ်မှုကြောင့်စီးပွားရေးတွေကျဆင်းလာပြီးတော့လှုပ်အားခနဲ့မညီများတဲ့လက်ခတွေကိုရပ်နေကြတာကြောင့်လူငယ်တွေကြောင်းထွက်ပြီးတော့အလုံးလောက်ပြီးမူးယစ်စေဝါတွေကိုဆွဲတုံးနေတာတွေလည်းရှိနေပါတယ်ဒါကြောင့်ဒီတစ်ပတ် podcast ထဲမှာတော့ဘိန်းထုတ်လုပ်မှုအများဆုံးဖြစ်နေတဲ့ရှမ်းပြည်ထက်ကမူးယစ်ဆေးဝါးတွေကိုတုံဆွဲနေတဲ့အသက်မပြည့်နေတဲ့လူငယ်တွေရဲ့အကြောင်းကိုလာရောက်တင်ဆက်ပြတော့မှာဖြစ်ပါတယ်။ဆမ်ဘာအတွင်းမှာလုံခြုံရေးအရာ နာမည်နဲ့အတန်ကိုတော့အစားထောတုံးပြထားပါတယ်။ တကယ်လို့မူရင်းစာမကိုပြန်လဲဖတ်ရှုချင်တယ်ဆိုရင်တော့ www.shannewbarmis.org မှာကြားရဖတ်ရှုနိုင်ပါတယ်ကျွန်တော်တော့ဆက်ဆံပါ W1 စိတ်နှပြားလောက်တုံထားလို့ရှိရင်အရန်ကိုနေလို့ကောင်းပြီးတော့မပင်ပန်းဘူးလို့ဆက်ပြိုရေလောက်ကင်နေတဲ့ကိုမောင်ငယ်ကပြောပြပူပါတယ်။ ကိုမောင်ငယ်ကဆက်ပြောရေးလောက်ကင်တူဖြစ်ပြီးတော့တောတွေရှင်းလင်းတာထင်းခောက်တာတွေကို ပြုလုပ်ရပါတယ်။ဒီလောက်တွေကိုသူကနေ့တိုင်းလုပ်နေရတော့ပင်ပန်းမှုတွေဖြစ်လာတဲ့အတွက်ကြောင့်တရက်ကိုတထောင်ကျက်ရင်းပြီးတော့ WY ရပါဆေးပြားကိုဝယ်တုံးလေးရှိပါတယ်။စေးတလုံးကို900ကျပ်ကုန်ကျပြီးတော့တရက်ကိုနှလုံးဝယ်တော့အလောက်လောက်ရတာမှပင်ပန်းတော့ပဲအလောက်ကျန်းတွေကိုလည်းဆက်တိုက် လုပ်နိုင်ပါတယ်။ဒါကိုကိုမောင်ငယ်ကနှစ်စင်နဲ့အများအတုံးပြူလာခဲ့တာဖြစ်ပါတယ်။ ကွန်မောင်ငယ်ဟာရှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ကျေးရွာတစ်ခုမှာနေထိုင်ပြီးတော့ WY စစ်ပြားသုံးဆွဲပြီးအလုပ်လုပ်နေတာနည်းနည်းချီရှိပါပြီ။ကိုတိုင်းကလည်းရပါစစ်ပြားတွေကိုရောင်းချနေတဲ့တူတူဖြစ်ပါတယ်။ WY ရပါစစ်ပြားကိုသုံးဆွဲနေတာကတော့ရွာငံမြို့နယ်ကကွန်မောင်ငယ်တယောက်ထဲတော့မဟုတ်ပါဘူး။သူ့လိုပဲအလုပ်ကျန်လောက်ကန်တဲ့အမျိုးသားတွေအားလုံးဒီပါသုံးဆွဲမှုတွေရှိပါတယ်။ဒီဆေးကိုသုံးဆွင်ပင်ပန်းမှုကိုပျောက်စေပြီးတော့အရတာကိုတဘောကြလို့မဟုတ်ရင်အရန်ပင်ပန်းနေလေ မကောင်းတာတော့တည်ကိုမငယ်ထံမှာနစ်စင် WY ရာမဆေးပြားကိုလာရောက်ဝယ်ယူတုံဆွဲသူတွေရှိပါတယ်အဲ့ဒီထဲမှာအသက်မပြည့်တဲ့ចောင်းတားလူငယ်တွေလည်းပါဝင်ပါတယ်အဲ့ဒီចောင်းတားလူငယ်တွေကတော့အញ្ញက်စီပွားရဲ့အခြေအနေကြောင့်ចောင်းဆက်မတက်တော့ဘဲနဲ့ရွာမှာအလုတ်ကျန်းတွေကိုလောက်ကင်နေကြအတူတူဖြစ်ပါတယ်။ဒါကြောင့်တို့တို့လည်း WY ဆိုတဲ့ရပါဆေးပြားကိုစံတုံးပြီးတော့ဆွဲထားတာတွေလည်းရှိပါတယ်။ ရငံမြို့နယ်ကဆယ်ကျော်တက်လူငယ်တွေဟာကိုဗစ် -19 ကြောင့်နဲ့ကျောင်းသာထားရပြီးတော့2021ခုနှစ်ဆက်အနာသိမ်းမှုကြောင့်ကျောင်းဆက်မတက်နိုင်တော့ပဲလေလွတ်နေတာတွေနဲ့ကြုံတွေ့နေရတဲ့အခြေအနေတွေဖြစ်ပါတယ်။အဲ့ဒီလူငယ်တွေဟာလက်ရှိမှာတော့ရငံမြို့နယ်ကျေးရွာထဲမှာခြံလုံငန်းတွေကိုအရွယ်နဲ့မလိုက်အောင်လောက်ကင်နေကြရတယ်လို့အခုလိုစီပွားရေးခက်ခဲချိန်ဝိုင်းရေးအတွက်ရုန်းကန်နေရတဲ့အချိန်မှာမိသားစုဝင်တွေကိုတစ်ဖက်တစ်လမ်းကနေဝင်ငွေကူရှာပေးနေတဲ့သူတွေဖြစ်ပါတယ်။ ။တစ်ဖက်မှာလည်းလောကဒဏ်ရဲ့တံကိုငယ်ရွယ်တဲ့အချိန်မှာမခံစားနိုင်တဲ့အတွက်ကြောင့်စိတ်ကြွဆွေးပြ WY ရပါဆေးပြကိုတုံဆွဲလာကြတာဖြစ်ပါတယ်။လူငယ်တွေတုံးတာများတဲ့အသက်၁၄ဆင်ငါနှစ်အရွယ်အားစပြီးတုံးနေပြီ။ကျွန်တော်ကတော့တောက်လေတောက်တဲ့ရောင်းလေရောင်းတော့ကလေးတွေကဖုံးဆက်ပြီးဝင်နေကြလေ။ကောမငယ်ထံစစ်ကြွစစ်ပြားလာဝဲတဲ့တူတွေဟာတစ်နှစ်ကိုအနည်းဆုံး၃ဦးကနေအများဆုံး၁၀ခန်းထိရှိပါတယ်။ တအိုးကိုနှစ်ပြားကနေသုံးပြားထိဝယ်ယူသုံးဆွဲလက်ရှိကြကြောင်းကိုလည်းဆိုပြပါတယ် WY ရမဆေးပြားသုံးဆွဲမှုဟာအလောက်အကင်ပင်ပန်းမှုကိုဖြေဖြောက်ရန်အတွက်အသုံးပြုကြတယ်လို့စင်ချင်ဘေးဘေးစတင်သုံးဆွဲကြပေမဲ့လည်းနောက်ဆက်တွဲမှာတော့မူးယစ်ဆေးပါးကြောင်းခိုးဆိုးလို့ရမှုတွေတစ်ချိန်တစ်ခါမှမကြဖူးတဲ့မွေးပါတကူပြန်ပြီးတက်တဲ့အမှုတွေဟာလည်းရွာငံမြို့နယ်ပေါ်မှာတစတစပုံများပြားလာခဲ့ပါတယ် ီလိုမူးယစ်ဆဲဝါတုံဆွဲတဲ့လူတော်တော်များများဟာစိတ်မတုံရတဲ့အချိန်မှာစိတ်မရှိတာတွေဒါရတွေထက်မြန်တာတွေအင်္ဂါလူတွေပြဿနာရှာတတ်တာကြောင့်ရွာငံကမူးယစ်ဆဲဝါတုံဆွဲနေတဲ့သူတွေရဲ့အမျိုးသက်တူတွေကပြောပြပါဗျ။ရောင်ငံမြို့နယ်ဟာဒနုလူမျိုးတွေအများဆုံးနေထိုင်ကြပြီးတော့တောင်ယာအလုတ်ခြံအလုတ်တွေကိုအေးအေးချမ်းချမ်းလောက်ကင်နေကြတာဖြစ်ပါတယ်။သောတောင်တွေနဲ့ခြံဆိုင်ခင်းတွေရဲ့တဘာဝအလားကြောင်းအာနာမသိန်းခင်ကနိုင်ငံခြားတွေကိုပါဆွဲဆောင်နေတဲ့လက်ပတ်စရာနေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါမဲ့2021ခုနှစ်အနာတိမ်ပြည့်နောက်ပိုင်းမှာဝင်ငွေနဲ့ထွက်ငွေမများအောင်အလုပ်လုပ်နေရတာကြောင့်ဘယ်သူတတိငတိမောရင်ပြီးရောဆိုတဲ့အတိုင်းမူးယစ်စေဝါတွေကိုဖြန့်ချီရောင်းချပါတော့တယ်။2021ခုစက်တင်ဘာလအစောပိုင်းမှာလဲဈေးကြောင်နဲ့အသက်25နှစ်အရွယ်ရှိတဲ့တာဖြစ်သူကဖခင်ကိုဓာတ်နဲ့ခုံမှုကြောင့်ဖခင်ဟန်တန်းရ12ချက်နဲ့ချုပ်လိုက်ရပါတယ်။ဒါမဲ့ဈေးကြောင်နဲ့တားကိုတော့ရဲစခန်းကတညတာချုပ်နိုင်ပြီးပြန်လွတ်ပေးခဲ့ပါတယ်။ ဒါတွေအပြင်မူးယစ်ဆေးဝါးကိုသုံးဆွဲတဲ့အမျိုးသားတွေဟာလည်းမူးယစ်ဆေးတံကြောင်အိမ်မှာရှိတဲ့ဆန်စီစာလက်ဖက်ချတွေကိုခိုးရောင်းပြီးတော့ W ပိုင်းဆိုတဲ့ရမဆေးတွေကိုပဲတောက်နေကြပါတယ်။ဒီလိုမူးယစ်ဆေးဝါးသုံးဆွဲပြီးစိတ်ချယူတွနေတဲ့သူတွေကကို့မိဘတွေကို့အိမ်ထောင်ဖက်အမျိုးသမီးတွေကိုဓာတ်နဲ့လိုက်ခုန်နေတာဟာရွာငံမြို့နယ်တွေမှာကပါဘူး။ ရွာငယ်မြို့နယ်မှာအပြင်မူရင်ဆေးဝါးနဲ့နာမည်ကြီးဖူးတဲ့ရှမ်းပြည်တောင်ပိုင်းနှက်ဆန်မြို့မှာလည်း2025ဖေဖော်ဝါရီလစပိုင်းတုန်းကတားဖြတ်သူကဆေးကြောင်ပြီးတော့မိဘနှပါလုံးကိုဓာတ်နဲ့ခုတ်တက်တဲ့အထိရှိခဲ့ပူပါတယ်စစ်တပ်အာဏာတင်ပြီးတဲ့နောက်ပိုင်းနှက်ဆံမြို့အတွင်းမှာမူရင်စေဘာတုံဆွဲတဲ့လူတွေကလည်းများပြားလာပြီးတော့နာမည်ကြီးတဲ့ကလပ်ဘားတွေ KTV တွေလောင်းကစားရုံတွေပွဲလမ်းတပင်တွေမှာဆိုလို့ရှိရင်မူရင်စေဘာတွေကိုအလဲတကူဝယ်ယူတုံဆွဲနေကြတယ်လို့နှက်ဆံမြို့ကဒေသခံတွေကပြောပါဗျာ လက်ရှိမှာဆယ်ကျော်တက်အရွယ်ကစသုံးဆွဲလာပြီးတော့မွေးရဆေးဝါးရောင်းဝယ်ဖောက်ကားတာတွေမွေးရဆေးဝါးရရှိတဲ့နေရာတွေဟာနှက်ဆံမြုပ်ပြီးတော့ဆက်အတိုင်းဝန်တွေကမကင်းတဲ့နေရာတွေဖြစ်ပါတယ်နှစ်ဆက်မြမှာတော့ W1 ရာဘဆေးပြားအပြင် K လို့ခေါ်ကြတဲ့မူရည်ဆေးပွားအဖြူရောင်အမုံ Happy Water ဆိုတဲ့ coffee အမုံပုံစံ coffee အနက်နဲ့တတီအနက်ဆက်ကြွဆဲတွေကိုလည်းပို့ပြီးတော့တုံးဆွဲလာကြပါတယ် 2024ခုနှစ်မြန်မာဘိန်းစစ်တမ်းအစီရင်ခံစာအရမြန်မာနိုင်ငံရဲ့ဘိန်းစိုက်ပျိုးမှုနဲ့ထထုတ်မှုအနှဲငယ်ကျဆင်းခဲ့ပေမဲ့လည်းကမ္ဘာပေါ်မှာတော့ဘိန်းစိုက်ပျိုးမှုထထုတ်မှုကတော့အများဆုံးနိုင်ငံအဖြစ်မှတ်တမ်းဝင်နေဆဲဖြစ်တယ်လို့ယမန်နဲ့ဒီဇင်ဘာ12ရက်နေ့ဆွဲကနေ UNODC ကထုတ်ပြန်ခဲ့ပါတယ်မြန်မာတိုင်းနိုင်ငံလုံးထဲမှာရှမ်းပြည်က88ရာခိုင်နှုန်းအထိဘိန်းစိုက်ပျိုးထွက်လွှတ်မှုအများဆုံးဖြစ်နေကြောင်းကိုလည်း UNODC ကထုတ်ပြန်ချက်မှာဆိုထားပါဗျာ။ ။ဒါ့အပြင်စစ်ကောင်စီရဲ့မူရင်းစေဝါတိုက်ဖြတ်ရေးရဲရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ2024ခုနှစ်အတွင်းမြန်မာနိုင်ငံတဝန်းမြန်မာစစ်ငွေ10ဘီလီယံနဲ့အထက်မူရင်းစေဝါဖန်ဆင်းရပြီးတော့အဲထဲမှာစစ်ကြဆေးပြားအများဆုံးဖြစ်ကြောင်းကိုလည်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာပြည်တွင်းစစ်အခြေအနေနဲ့ဆက်ဖြတ်ကြမှုမူရစ်စေဝါကုံတွယ်မှုတွေမြင့်တက်လာနေပြီးတော့စစ်ကြွဆေးပြားနဲ့ဘိန်းဖြူဖန်ဆီရရှိမှုတိတိတတ်တာတိုးတက်နေတာကြောင့်ထိုင်းမူရစ်စေဝါနိုင်ငံရေးအဖွဲ့ကလည်းအခုနှစ်2025နှစ်စံပိုင်းမှာပြောဆိုလာပါတယ်။ ထိုင်းနိုင်ငံအတွင်းတို့မူရစ်ဆေးဝါးတွေကိုတည်ဆောင်နေတဲ့အဓိကလမ်းကြောင်းကတောင်တန်းပေါ်တို့မဟုတ်မဲခါမြစ်ကိုဖြတ်ပြီးတည်လာကြောင်းအဲ့ဒီတည်ဆောင်လာတဲ့အထက်မှာမတ်တဖက်တမင်းနဲ့ ice တွေ ဖြစ်ကြောင်းထိုင်းနိုင်ငံမူရစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ ONCB ရဲ့ဒုတိယအတွင်းရေးမှူးကပြောဆိုခဲ့ပါတယ်မူရင်စေဝါရဆဝက်ကိုင်းဟာမြန်မာနိုင်ငံရှမ်းပြည်နယ်ကချင်ပြည်နယ်မှာအထူးတပ်ခွဲခန်းများထူထောင်ရန်ပြည်သူစစ်တွေလက်နက်ကန်အဖွဲ့တွေနဲ့မဟာမိတ်ဖွဲ့ထားကြောင်းထိုင်းအနာပိုင်များကဆိုပါတယ်။ ဒီရဲ့ချက်တွေကိုကြည့်ချင်အဖြစ်ရှမ်းပြည်တွင်းမူရင်ဆေးဝါးရောင်းနေတဲ့ဂန်းတွေနောက်ွယ်ကကျိုးကန်နေတဲ့အာနာပိုင်တွေရှိနေတဲ့တွေကတော့ရှမ်းပြည်လူထုတွေကိုမူရင်ဆေးဝါးအနေရက၆ချားအောင်မှာဖြစ်ပါတယ်စစ်အာဏာတိုင်ပြီးနောက်ဒေတာတွင်တရားဥပဒေစိုးမိုးမှုမရှိတဲ့အတိုင်းပြည်မှာတော့မူရင်စေဝါပပပြဖို့ထက်ပုံမှုကြီးထွားမလာအောင်ပဲထိန်းချုပ်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။ ။မူရင်းစေဝါတုံးဆဲမှုပပြဖို့အတွက်လက်ရှိမှာတော့အချင်းချင်းကြားထိန်းသိမ်းဖို့နဲ့လူငယ်တွေအချင်းချင်းကြားမှာမူရင်းနှင်ထမရအောင်ဖိမကူညီဖို့အရေးကြီးပါတယ်။ကောပဝင်းကျင်းမှာလည်းမူရင်စေဝါတုံဆက်မှုကင်းစင်အောင်အချင်းချင်းဝိုင်းဝန်းကူညီဖို့တင့်နေပါပြီကျွန်တော်တော့ဆက်ဆံပါမယ်